YWD online media ကိုကြည့်ချူအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။တုံညတာဓမ္မမိုးကုတ်ပြတနာဓမ္မဟိတာနှင့်တုံညတာဓမ္မတော်ရာမိုးကုတ်ပြတနာဓမ္မဟိတာတို့၏ဥစည်းပဒနာနာရကဆရာတော်ဗတ္တန္တာဆန္နာတေနာ နိုင်ငံတော်အစိုးရအကမဟာကမ္မထာနာစတိယ၏59နှစ်ပြည့်ဝိဇ္ဇာတာမင်္ဂလာခမ်းနာကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ တုံညတာဓမ္မမိုးကုတ်ပြတနာဓမ္မယိတာနှင့်တုံညတာဓမ္မတောရမိုးကုတ်ပြတနာဓမ္မယိတာတို့၏ဥစည်းပဒနာနာရကဆရာတော်ဗဒ္ဒနာဆန္နာတေနာနိုင်ငံတော်ဆိုရာအကမဟာကမ္မဌာနာစတိယာဘွဲ့တော်ယာဤ58နှစ်ပြည့်ဝိဇာတော်မွေးနေ့မင်္ဂလာခမ်းနားကိုရန်ကုန်နေပြည်တော်အမြန်လမ်းမကြီး15မိုင်တိုင်းလေကူးမြို့နယ်လှေလော်အင်းကြီးရွာရှိတုံညတာဓမ္မတောရမိုးကုတ်ပြတနာဓမ္မယိတာကြီးမှာ ကောစာတက်ကလေး1368ခုနှစ်တစောင်းမုံလာပြည့်ကျော်၁၀ရက်ခုနှစ်နဲ့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မြို့သားနေမက်ပိုင်းကကျင်းပခဲ့ပါတယ်။ဆရာတော်ဗဒ္ဒနာဆန္ဒတင်နာရဲ့59နှစ်ပြည့်ဝိစာတော်မွေးနေ့မင်္ဂလာခမ်းနားနဲ့အတူ628ကျင်းမြောက်တိတ်ခါတော်ထပ်မင်္ဂလာကျောင်းနိုင်ဆရာတော်ကြီး 85ပါ။ကိုရင် အပါ200နဲ့တီလာချင်းအပါ90တို့အားလူတန်းမင်္ဂလာခန်းနာကိုလည်းကျင်းပခဲ့ပါတယ်။ဆရာတော်ဤတီလာကုံတမာရီကုံပညာကုံတို့အားအာယုံပြုရဟန်တာရကရဟန်တာရိကာမတို့စုပေါင်းကငွေကျန်300လူတန်းပွဲဖြစ်ပါတယ်။ အဆိုပါခန်းနာကိုနမောတတ၃ချိန်ရွဆူရီခန်းနာဖွင့်လက်ခဲ့ပြီးရန်ကုန်တိုင်းတိုင်းတန်ကနာရကအဖွဲဥက္ကဋ္ဌအကမဟာပန္နိတာ အကမဟာတတ္တမဇောတိကတ္တစာဗတ္တန္တာ အကတာမိပိဋကတ်နှစ်ပုံဆောင်ဆရာတော်ကြီးထံမှကိုးပါးသီလခံယူခဲ့ကြပြီးဩဝါဒကထာနာကြားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ကြောက်ရလာတော်မူကြကုန်သောတန်ဃာတော်အချင်းသူမြတ်များကမေတ္တာတုပ်ပိဋိတရားတော်များရုပ်ဖတ်ပူဇော်ခဲ့ကြပြီး အလူချင်းများကလှပွဲဝိထုများနဲ့သင်္ကန်းများစက္ကလှူဒန်းခဲ့ကြပါတယ်ဆလပီအဂမဟာကမထာနာစတိယမဟာဓမ္မကတိကဘုစနာဟိတတရရွှေမြတ်မှုဆရာတော်ဗဒန္တသောပနာအရှင်သူမြတ်ထံမှနုမောဒနာတရားနာကြားခဲ့ကြပြီးရေဆက်သုံးချအမျှပေးဝေခဲ့ပါတယ် ဆိုပါခန်းနာကိုဗုဒ္ဓသာသနာစီရင်တည်တူသုံးချင်ရွဆိုရီအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ကြောက်ရလာတော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်များအားနေစွန်ဆက်ကပ်လှူဒန်းခဲ့ကြပြီးအပရိသတ်များအားနေလည်စာနဲ့တီခင်းအခန့်ခဲ့ပါတယ်။တုံညတဓမ္မမိုးကွိပတနာဓမ္မဟိတာတာဂိတနှင့်တုံညတဓမ္မတောရာမိုးကွိပတနာဓမ္မဟိတာအမြန်လန်း15မိုင်မှာရတပ်ပံထူတရားစကံဖွင့်လှစ်တယ်လို့သိရှိရပါတယ်ရှင်။